ဂျာမနီကမြန်မာနိုင်ငံမှာဖြစ်သွားခဲ့တဲ့ဒီငလင်းအပေါ်ဂျာမနီနိုင်ငံတကားနေပြီးတော့ဒီအထောက်ပံ့တွေအကူအညီတွေကျွန်တော်အများကြီးပေးနေတယ်ပေါ့နော်။ဒါပေမဲ့ကြောင့်တစ်ခုဆိုရင်ဒါကအဲ့ဒီအထောက်ပံ့တွေအကူအညီတွေကကျွန်တော်တကယ်လိုအပ်နေတဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေကို တကယ်ရောက်ပါမလားပေါ့နော်အာနယူးဇီလန်အမေရိကန်ကြောင် UN အစားရှိနိုင်ငံကနေပေါ့လူအင်အားဖြစ်စီကြောင်ငွေအင်အားဖြစ်စီပေါ့နော်အထောက်ပံ့တွေအများကြီးပေးနေတယ်ပေါ့နော်အဲ့ဒီပေးနေတဲ့အထောက်ပံ့တွေအကုန်လုံးကကြောင်အခုလက်ရှိဒုက္ခရောက်နေတဲ့ပြည်သူတွေကိုတရားရခိုင်တော့အပြည့်ရဖို့တော်တော်ကြောင်မျှော်လင့်မိတယ်ဆိုတော့အခုလက်ရှိကြောင်ဘာတွေတည်ထားရလဲဆိုတော့ကြောင်ဒီ UN ကနေပြီးတော့ကြောင်တို့တို့ကတော့ဒါသတင်း ဌာနအများစုကကျွန်တော်ပြောထားတယ်ပေါ့နော်ဒီ UN ကနေသူတို့မှလက်ရှိရှိနေတဲ့ဒီအဖွဲ့အစည်းတွေကိုကျွန်တော်မြန်မာနိုင်ငံကိုအာဆေရိုလိုက်ပြီးတော့ဒီ UN အသွေးမှုကြောကတော့ပြောကြားထားတယ်ပြီးတော့အဲ့ဒီ Time မြန်မာပေါ့နော်ကျွန်တော် Time မြန်မာမှာရှိဒီငလင်ပေးအတွက်ပေါ့နော်ဒေါ်လာ5တန်းသုံးမယ်ဆိုပြီးတော့ကျွန်တော်ဒီအသွေးမှုကိုကြောကတော့ကျွန်တော်ပြောထားတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီ EU အနေနဲ့လည်းကျွန်တော်ဒီငလင်ကြောက်ဒုက္ခရောက်နေတဲ့ဒီမြန်မာလူမျိုးတွေအတွက်ပေါ့ နှစ်တရမှ၅တန်းတုံးမယ်လို့เนาะချက်ချင်းကူညီပေးမယ်လို့တော့သူတို့အနေနဲ့ဒီ Twitter မှာပြောထားတယ်အာပြီးတော့ကျောင်း New Zealand အနေနဲ့လည်းကျောင်းမြန်မာနိုင်ငံအတွက် True Million ပါเนาะကျောင်းအာ၂တန်းပါเนาะအာလှူဒန်းမယ်လို့တော့ကျောင်းဒီ TV and Zest ကနေပြီးတော့ကြီးညာထားတယ်ပေါ့เนาะဒါကလည်းတည်င်းမှာကြီးညာထားစေပေါ့เนาะတကယ်လည်းကူညီတော့ကူညီတော့အခုကြီးတော့မသိရသေးဘူးပြီးတော့ဒီ American Terminal ဒီ Donald Trump ကလည်းကျောင်းတို့မြန်မာနိုင်ငံကိုကူညီမယ်လို့တော့ပြောထားတယ်လူဝင်ရနဲ့လားငွေရနဲ့လားကျောင်းတို့မသိဘူးပေါ့เนาะအာ နောက်ပြီးတော့ကျွန်တော်အိန္ဒိယနိုင်ငံကလည်းဒီအစားအစာတွေဒီအဆောင်တွေဒီတခြားလူအပ်တဲ့အသုံးဆောင်တွေကိုနော်ကျွန်တော်ဒီမနက်အမြန်မာနိုင်ငံရန်ကုန်ကိုစိတ်ရောက်တယ်လို့တော့ကျွန်တော်ဒီ Embassy of India တော့အာပြောထားတယ်ပေါ့နော်ဆိုတော့ဒီတခြားဒီရှားဖွေးတွေဆေးဘက်ဆိုင်ရာဖွဲ့လေတယ်လိုက်ပါလာရောပြောကြားထားတယ်ပြီးတော့ကျွန်တော်ဒီတရုတ်ရုရှားကလည်းသူတို့စီကဒီကယ်ဆယ်ရေးသမားတွေကိုကျွန်တော်မြန်မာနိုင်ငံမှာလာရောက်ကူညီ အာပေးမယ်လို့လည်းကျွန်တော်သိရတယ်ပေါ့နော်။ဟောဒါအပြင်ပေါ့နော်တကြတခြားတခြားတော့ဒီနိုင်ငံကနေပေးရကူညီလေအများကြီးကျွန်တော်ရှိနေပြီပေါ့နော်။ရှိနေပြီဆိုတာကလည်းအာသူအနေနဲ့ပြောထားတာပေါ့နော်အာပြောမယ်တချို့ဒီဒီတရုတ်တို့ကျွန်တော်တို့ရရှာလို့ဆိုလို့ရှိရင်လည်းဒီလူဝင်အားရလာကူညီပေးတယ်ဗျာအဲတခြားဒီငွေအားနဲ့တော့ကူညီပေးမဲ့အဲနိုင်ငံတွေကလည်းသူတို့လက်ရှိတော့ပြောထားတယ်ပေါ့နော်ဒါပေမဲ့ အာကြောက်ခဏပြောလို့ပါတော့အဲတကယ်တကယ်မြန်မာနိုင်ငံကိုရောက်လာလို့ရှိရင်တကယ်ဒုက္ခရောက်နေတဲ့ပြည်သူစီကိုတရားရဂိုင်တော့အပြည့်ရောက်ပါမလားဘောနော်အဲ့ဒီခုတော့ရှိရောဘောနော်ဆိုတော့ကျွန်တော်ကအများကြီးမပြောဘူးဗျာဆိုတော့အများကြီးပြောလို့ရှိရင်သိရမလားဒါအခုခေတ်ကာလရယ်ကောင်းတော့မဟုတ်ဘူး ဆိုတော့တကယ်အဲ့လိုမျိုးကျွန်တော်ရောက်သိချင်တယ်ဗျာဥပမာဆိုကျွန်တော်ဒီအမေရိကန်နေပြီးတော့ဒေါ်လာ2တန်းလှူလိုက်ရဆိုလို့ရှိအဲ့2တန်းလုံးပေါ့နော်ပြည်သူအတွက်လိုအပ်တဲ့နော်ဒီသူတို့အတွက် နေစရာလေးတွေစားစရာလေးတွေပေါ့နော်တကယ်ဒုက္ခရောက်သွားတဲ့လူတွေအတွက်အပြေအဝါထောက်ပံ့ပေးဖို့တော့ကျွန်တော်ညွှန်လင်းမိရပေါ့နော်